မုံရွာဈေးပွဲတော်မှာစစ်ကောင်စီကဘီဒိုရီစီတိမ်းထားတဲ့ပစ္စည်းတွေရောင်းချဖို့စီစဉ်နေကြောင်းသိရပါတယ်။သခိုင်းတိုင်းမုံရွာမြို့မှာစစ်ကောင်စီကလုံမဲ့ဈေးရောင်းပွဲတော်မှာဘီဒိုရီစီကအထမတည်ယူထားတဲ့ပစ္စည်းတွေရောင်းချမယ်လို့ဒီဆက်သူတွေက ပြောပါတယ်။မုံရွာမြို့ဘီဒူဥယျာဉ်မှာလာမဲ့နိုဝင်ဘာ28ကနေဒီဇင်ဘာလ2ရက်အထိ9ရက်ကြာလုံမဲ့စစ်ကောင်စီရဲ့ဈေးရောင်းပွဲတော်မှာမုံရွာနယ်ကဘီဒူရီစီကနေအထမတည်ယူထားတဲ့ပစ္စည်းတွေကိုရောင်းချမယ်လို့တီးရကြောင်းစေအောင်စုနဲ့ဒီဆက်သူတွေကပြောပါတယ်။ တင်ထားတဲ့ပစ္စည်းတွေကို scan ဈေးနဲ့တဝက်ဈေးနဲ့ရောင်းပါ algorithm တွေကအများကြီးပဲလို့မုံရမြောက်ကဒူးကပြောပါတယ်စစ်ကောင်းစီဟာအာလာသိပြီးကြတဲ့ကမုံရမြောက်ကအစာနာပြပြည်သူတွေစီးပွားရေးလုံခြုံရေးတော်လာရေးမှာပါဝင်သူတွေရဲ့နေအိမ်တွေကိုချက်ပိတ်ပြီးအိမ်အဝေးတဲကပစ္စည်းတွေပါအထမသိသိခဲ့တာပါအခုဈေးရောင်းပွဲမှာချက်ပိတ်ခံရတဲ့နေအိမ်တွေကပစ္စည်းတွေအများပြားပါဝင်နေကြောင်းမြောက်ကတချို့ကပြောပါတယ်ဒါပြင်စစ်အုပ်စုက၎င်းတို့လုံမဲ့ရွေးကောက်ပွဲလဲဒီကနေပြီးမို့ ဒေသအေးချမ်းနေတဲ့ဆိုတဲ့ပုံရိပ်ကိုပြသဖို့ဈေးပွဲတော်မှာ stage show ပါထည့်ဖို့စီစဉ်နေကြောင်းသိရပါတယ်။ဈေးပွဲတော်အပြန်ပေါ်တာဆွဲနိုင်လို့ဒီပြူသွားလာကြဖို့ကိုလည်းတော်ဟိုင်းအင်အားစုတွေကသတိမဲခေါ်အကျဉ်းထောင်ရင်ရွေးကောက်ပွဲအတူအတွက်စေယုတ်စုဖျားပေးကြိုတင်မဲပေးခိုင်းနေကြောင်းသိရပါတယ်။ကရင်ပြည်ပြည်နယ်ရေခေါ်အကျဉ်းထောင်မှာအကျဉ်းကြောင်နေတဲ့အကျဉ်းသူကျင်းသားတွေကိုစေယုတ်စုကဖျားပေးပြီးကြိုတင်မဲပေးခိုင်းတာတွေလုပ်ဆောင်နေတယ်လို့ကရင်ပြည်နိုင်ငံရဲ့ကျင်းသားများစီယုံ KPPA ကသတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကလေးကအချုပ်သူအချုပ်သားတွေနဲ့အချင်းသူချင်းသားတွေကိုကြိုတင်မဲ့ပေးဖို့စေအုပ်စုကဆောင်ရွက်ခဲ့တာလို့ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။ထောင်ထဲမှာရှိတဲ့ထောင်နာကျအချင်းသားကုန်လုံးကိုမဲပေးခိုင်းတာပါ။ဒီလိုဖိအားပေးမဲပေးခိုင်းတာကိုလွတ်မြောက်လာသူစီကနေကြားသိထားရတာပါ။သူကိုယ်တိုင်လည်းမဲပေးခဲ့ရတာပါလို့ KPPA ဒုဥက္ကဋ္ဌဖြစ်သူထားဖို့ကပြောပါတယ်။ယူကောက်ပဲတင်မြောက်ချင်းဆိုင်ရာဥပဒေအရမဲပေးပိုင်ခွင့်မရှိတဲ့လူစည်းမှာထောင်နာကျခံရတဲ့သူတွေပါဝင်ကြောင်း အတင်းကြခံရသူတွေကိုအတင်းအကျပ်မဲပေးရန်စီခိုင်းတာဟာစစ်ကောင်ရှင်ကရွေးကောက်ပွဲဆန်ရဥပဒေကိုကျူးလွန်နေတာဖြစ်ပြီးတတိယအဖြစ်တရားမျှတစွာမဲပေးပိုင်ခွင့်ဖြစ်တဲ့နိုင်ငံသားခွင့်ရေးကိုလည်းစော်ကားနေတာဖြစ်တယ်လို့ KPPE ကထောက်ပြသည်ပေးလာတာဖြစ်ပါတယ်။ထားဖို့ကဆက်လက်ပြီးစစ်ကောင်ရှင်ကသူတို့ထုတ်ထားတဲ့ဥပဒေကိုသူတို့ပြန်ပြီးကျူးလွန်နေတာပါ။ပြစ်ဒဏ်ကြားခံနေရတဲ့အကျဉ်းသားတွေကိုမဲပေးခိုင်းလို့မရဘူးလေနော်။ပြီးတော့နောက်တစ်ချက်ကအဲ့ဒီဂျိုတင်မဲရီကပုံပုံလင်းလင်းလုပ်သွားတာလည်းမဟုတ်ဘူးလေနော်။ဒီဂျိုတင်မဲရီက နောက်ပိုင်းမှာနိုင်ငံရေးအင်အားစော့ကစားတာတွေမှာအသုံးချလိုက်နိုင်တယ်ပေါ့နော်။ဗီယက်နမ်တရားမှုတူးလုံဖို့လူတွေကိုပြင်ဆင်နေတာလို့ကျွန်တော်တို့ယူဆပါတယ်လို့ဆိုပါတယ်။စီယုပ်စုကလာမယ့်အတူရောက်ရွေးကောက်ပွဲမှာအနိုင်ရရှိရေးအတွက်ဒီလိုကြောင်းသားကြောင်းသူတွေကိုအတူတင်မဲပေးခိုင်းပြီးမှသာကျောင်းအလက္ခဏာကိုလှုပ်ဆောင်နေကြတာဖြစ်ပြီးအခုတစ်ခါမှလည်းအကျဉ်းသူအကျဉ်းသားတွေကိုဖိအားပေးပြီးတိုတင်မဲပေးခိုင်းတာတွေကိုလှုပ်ဆောင်နေတာဆက်စနဲ့စွန့်ဝင်ကြီးဌာနမှဒုတိယဝန်ကြီးတန့်စင်ညွှန်ကြုံတဲ့အရာရှိတို့ကိုရာထူးမှဖယ်ရှားပြီး စီစည်းကစားမှုစီခွဲရများလက်ယူချပေးမှုနဲ့စီမောင်းခုမှုများအတွက်ဖန်စီစစ်ဆေးအရေးယူကြောင်းသိရပါတယ်။လက်စစ်နဲ့စွမ်းဝင်ကြီးဌာနမှဒုဝင်ကြီးတန့်စင်ညွှန်ကြားတဲ့အရာရှိတချို့ကိုစစ်တပ်ကယာဉ်မှုဖယ်ရှားပြီးစီစည်းကစားမှုစီခွဲရများလက်ယူချပေးမှုနဲ့စီမောင်းခုမှုများအတွက်ဖန်စီအရေးယူထားကြောင်းစီလုံငန်းရှင်များထာမှသိရပါတယ်။နိုဝင်ဘာလ9ရက်နေ့မှစတင်ပြီး73စီစည်းကစားမှုစီခွဲရများခြားထားပေးရမယ်။ လက်ဝင်ယူမျက်နှာသာပေးချထားပေးမှုစီလက်ကြံစင်းစရာမကန့်ညီပဲမောင်ကိုခိုးထုတ်မှုများဖြင့်စတင်ဖမ်းဆီးစစ်ဆေးခဲ့ကြောင်းလွန်ပါလာ25ရက်နေ့တွင်စစ်တပ်ကလျှက်စစ်နဲ့စွန့်ရင်ဒုဝန်ကြီးတန့်စင်ကိုတာဝန်မှရစဲကြောင်းအမိန့်ထုတ်ပြန်လာကြောင်းသိရှိရပါတယ်ကျွန်တော်တီထားတာပြုတ်တဲ့အထက်မှာညွန်ချုံနဲ့ညွန်မှုတွေလည်းပါတယ်ဒုဝန်ကြီးကတော့ဥဆောင်မှုဖြစ်တော့သူကပိုကောင်းခံရတာ စက်သုံးစီတင်လင်းတူတော်ဖြန့်ပြခြင်းလုံငောက်ကော်မတီတွေလည်းအေးအေးယူခံရတယ်ဟုစီလောကသားတူကရှင်းပြပါတယ်စက်သုံးစီပိုင်ရှင်တူကလည်းဖန်စီအေးအေးယူခံလိုက်ရတော့စွန့်ရင်ဒုဝန်ကြီးတန့်စင်ကစီခွဲသားများကိုခြားထားပေးရရင်ငွေပေးနိုင်တော့ VOC ကဲ့သို့သောစံကြီးများကိုခွဲသားများအစမတန်ခြားထားပေးပြီးအခြားသောစံများကိုခွဲသားများမညီမညခြားထားပေးခဲ့ကြောင်းရင်းကဲ့သို့လက်ငွေယူစီခွဲသားမညီမညမှုကြောင်း တိုင်ကြားမှုများဖြစ်ပေါ်လာကစုံစားစစ်ဆေးမှုများပေါ်ပေါက်လာခဲ့ကြောင်းရှင်းပြပါရယ် BOC ဆိုရင်မိဖက်တွေအပေါ်အတင်းခေါ်ခိုင်းတာဆိုင်တွေကိုဘလောက်ပြိမယ်ဆိုင်ဝင်ထောင်းတွေမိဖက်ရှာနိုင်ရင်ဘလောက်ပြိမယ်ဆိုပြီးရှာခိုင်းတာကုမ္ပဏီကြီးတွေကခွဲထမ်းပို့ရအောင်လို့တော့ SME ဆိုင်တွေအကုန်ထိတာဒီကောင်တွေကသူတို့ပဲလှုပ်ရှားနေရတိုင်းသူတို့ကုမ္ပဏီကြီးဆိုင်တွေဖြစ်ကုန်ပြီ SME တွေမလုံနိုင်တော့ပပျောက်လာပြီဥပမာ မော်လမြိုင်စီပြတ်သွားတဲ့ကိစ္စဆိုရင်မော်လမြိုင်မှာရာဇာမင်းမှုတော်မှာမှာပေါ့သူတို့တွေလက်ချက်တွေအခုကအထက်ကလည်းဖိရင် SME ဆိုင်တွေကိုဖိရ BOC လိုကုမ္ပဏီကြီးဆိုင်ကြီးတွေဆိုရင်စီတွေကိုဘယ်နေရာပို့ဖို့ထောက်ခံစားတာမလို့ဘူးကုမ္ပဏီကြီးတွေရဲ့စီဆိုင်တွေကိုလည်းဖိအားပေးမခံရဘူး SME စီဆိုင်တွေမှာတော့အကုန်အကျပ်ခံနေရတာအခုကကုမ္ပဏီနဲ့ဝယ်ရတဲ့စီကိုတောင်အထိန်ချုပ်ခံနေရတာစီခွဲရန်ကလည်းဝင်ကြီးဖြစ်နေတာအဲ့ဒါတွေကြောင့် ်လူဝင်ကြီးတန့်စင်ပြုတ်သွားဟုစီဆိုင်လုံငန်းရှင်တဦးကပြောဆိုပါတယ်။လက်စနဲ့စွန့်ရင်လူဝင်ကြီးတန့်စင်နဲ့အရာရှိများကိုရာထူးမှဖယ်ရှားပြီးအရေးယူသည့်ကိစ္စကိုမရောက်နိုင်ကိုယ်တိုင်တိုက်ခံယူသိမ့်မိုက်ဆူဆွေးနေသည့် DKBA ဂျာဖြန့်အလုပ်ယုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ပါ DKBA ကဂျာဖြန့်အလုပ်ယုံများကိုဆက်လက်ကာကွယ်ပေးနေပြီးလက်လက်ကံဖွဲ့များမလာရနိုင်မည်ဖြစ်သတ်မှတ်ကြောင်းတည်ရပါတယ်။ခရင်ပြည်နယ်မြောက်ဝတီမြို့နယ်တွင်ခံယူသိမ့်ပိုက်ဆူဆွေးနေသည့်မင်းလက်ပံကျေးရွာရှိ DKBA ကြားဖြတ်အလုပ်ရုံကိုစစ်တပ်ကနေကြောင်းတိုက်ခိုက်မှုများလုံဆောင်နေကြောင်းကရင်စစ်ရေးတရင်ရင်းနှီးကပြောပါရယ်။နွန်ဘာလ26ရက်နေ့ကရင်ယူကတိုက်ခိုက်သိမ်းပိုက်စီးနင်းတာတော့မင်းလက်ပံကြေးပါရှိ DKBA တပ်ဖွဲ့ပိုင်းကြားဖြတ်ငွေလင်လေသောခြောင်ဝင်းကိုအကြမ်းဖက်စစ်တပ်ကအသေးခံဒရုန်းများဖြင့်၎င်းတိုက်လေရင်ဖြင့်၎င်းဘုံကျဲတိုက်ခိုက်မှုများလုံဆောင်ခဲ့ကြောင်းသိရှိရပါရယ်။စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင်းမြေပြင်တွင်ထိခိုက်မှုမရှိတော့လဲမင်းလက်ပံကြေးဝပဝန်းကျင်အုံတော်ခြံပိုင်း ပြောင်းဆိုင်ခင်းပိုင်ရှင်များနဲ့ဒီဇိုင်းနေရာဘက်သို့ကြားရောက်ပေါက်ွဲကြောင်းသိကြီးရပါတယ်။အရှင်နေရက်တွေကလည်းစစ်တပ်ကဂါမီကာဇီဒရုန်းနဲ့ဘုံလာကျဲတယ်။ဒီရုပ်တွေထိခိုက်တာရှိတယ်။ဒီဘက်ကဒရုန်းကနဲ့ပစ်ဖမ်းတော့ဒရုန်းတွေပြုတ်ကြတာပေါက်ွဲတာမျိုးမရှိဘူး။ဒီရုပ်ဆိုင်မှာကဂျက်ဖက်အလုပ်သမားတွေကိုစစ်နေမေးနေတော့မဲဆိုတော့သတိထားနေရတယ်။လေလေတော့ကဂျက်ဖိုက်တာလာကျဲတော့ရွာထဲကအုံပင်တော့ပဲကြပေါက်ွဲတယ်။အိမ်တွေချောင်တွေထိတယ်။ဒီရုပ်ဆိုင်ဘက်တော့မထိဘူး။ရွာပြင်မှာကစစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲကဖြစ်နေတော့မဲဟုတ် ကရင်စည်တွင်ရင်းနှီးကရှင်းပြပါရယ်လက်ရှိမင်းလက်ပါနဲ့အင်ဂျင်နိုင်ကျွာဘက်တွင် KNU ကတက်ခိုက်တိမ့်မိုက်ဆစ်ဆင်းနေသည့် DKB ရဲ့ပိုင်းကြားဖြတ်ရုံအပြင်အခြားကြားဖြတ်ငွေလေးလို့ကခြံဝတ်ဆယ်ခုထက်မနည်းကြားရှိနေကြောင်းရင်းနှီးများတွင် DKB ရဲ့ကလုံခြုံရေးတင်းကျပ်ကငွေလေးလုံငန်းများဆက်လက်လှုပ်ဆောင်နေစေဖြစ်ကြောင်းသိရှိရပါရယ်အင်ဂျင်နိုင်ဂျွန်းတော်မင်းလက်ပိုင်းစီစံနေရာတွင်မှာတရုတ်အလုပ်ရုံကြီးကြာနေသေးတယ်အကြီးနဲ့အသေးဆိုရင်ကြားဖြတ်ဆေးုံနောက်ရှိတယ် မျိုးဆက်တွေဖွင့်ပြီးအလုပ်လုပ်နေတော့မယ်။ DKBR တွေလက်ရှိတဲ့ရွာရှိဘက်မှာကစစ်တပ်နဲ့ပြင်ဖွဲ့တွေ PDF ဖွဲ့တွေတိုက်ပွဲဖြစ်နေတာ။လက်နက်ကြီးတွေနဲ့လက်ပစ်တဲ့ကာနာပိုင်းရွာရဲပိုင်းကတော့ကြီးထိလိုက်အလုံးကြီးထိလိုက်အိမ်တွေဆံတွေပြက်ကုန်တယ်ဟုကရင်စစ်တပ်ရင်ရင်းတွေကရှင်းပြပါတယ်။လက်တော် DKBR ကစစ်ရဲတင်းမာနေသည့်ဖလူဝေါ်လီနဲ့စုကလီတီအထိမိမိလက်နက်ကင်ဖွဲ့ကူများဘယ်နည်းဖြစ်သန်းတော်လာခွင့်မပြုတော့ကြောင်းလဲ။အရေးပေါ်ကိစ္စတော်လာရန်ရှိပါကကျိုးတင်အကြောင်းကြားဒရင်ဖို့ညှိနှိုင်းပြီးမှဖြတ်သန်းတော်လာခွင့်ပြုမိဖြစ်ကြောင်း DKP ဘာကမြုပ်နေရတွင်တိုက်ပွဲဖြစ်ပြီးစစ်တပ်ဖက်ကစစ်ကြောင်းမှုကိုပါဝင်စစ်သား၁၀ဦးကျော်တေဆုံးကတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကြာဆုံးကြောင်းသိရပါတယ်။ကချင်ပြည်နယ်ဘာကမြုပ်နေရတွင်တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဖက်မှစစ်ကြောင်းမှုကိုပါဝင်၁၀ဦးကျော်တေဆုံးကတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးလည်းကြာဆုံးခဲ့ကြောင်းဘာကဒေသတရင်ရစ်ကပြောပါတယ်။လုံဘာလာ၂၅ရက်ညနေ၆:၄၃မိနစ်အချိန်ဘာကမြုပ်နယ်စမ်းကြွယ်ကျေးရွာညောင်ပင်ကုန်းနယ် ဂရေမော်ဘတ်တို့အချမ်းဖက်စစ်တပ်အင်အားတရာခန့်ဖြင့်စစ်ကြောင်းထိုးလာတော့ကြောင်း KIA KPDF ပူးပေါင်းတပ်ဖွဲ့မှခုခံတိုက်ခဲ့ရာစစ်သား၁၀ဦးကျော်တေဆုံးပြီးပြန်ဆုတ်ပြေးသွားကြောင်းရင်တိုက်ပွဲတွင်တေဆုံသူများတွင်စစ်ကြောင်းမှုအဆင့်အရာရှိတဦးပါဝင်ပြီးစစ်တုံးမှအချို့ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်။ညနေ6:23မိနစ်ကညနေခင်းပိုင်းကြီးစမ်းတွင်ညောင်ပင်ကုန်းနှင့်ဂရေမော်ဘက်မှတိုက်ပွဲဖြစ်တာစစ်ခွေးဆယောက်ကျော်တည်တဲ့ဒေသအထက်မှာစစ်ကြောင်းမှုအဆင့်ပါပါသည်။ အရှင်ဖမ်းမိတော်လည်းရှိတယ်ဟုဖားကောင်တရင်ရင်းတကပြောပါတယ်။ထို့ပြင်ဂျမာနေနိုမာလာ25ရင်းနေနတ်နဲ့ပိုင်းကဖားကောင်မျိုးနဲ့စားမော်ဘက်တွင်အချမ်းပဲစစ်တက်ကဒရုန်းဖြင့်ပုံကျဲတက်ခိုက်ကြောင်းတော်ဟိုင်းတပ်ဖွဲ့ဝင်တို့ကြာဆုံးခဲ့ကြောင်းအလားတူစစ်တက်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင်းဂရီမော်မီတပ်ရုံးထိမိသားဝင်ထံဦးရထွန်းလက်နက်ကြီးစထိမှန်တရရရှိပြီးစေကူတမှုခံယူနေရကြောင်းသိရပါတယ်။တော်ဟိုင်းတပ်ဖွဲ့ဝင်ကြတာတက်ဝဲမဖြစ်ခင်မနေ့ပိုင်းကစားမော်ဘက်အတွာလူစုချေတရင်ပေးတဲ့သူရှိလို့ စစ်တပ်က drone နဲ့လာချတာမှကြာသွားရတာပါပြီးတော့ grey mob ဘက်ကလည်းလက်နက်ကြီးနဲ့ပြစ်လို့ grey mob မိသားဝင်ထားရဲထုံးလက်နက်ကြီးချိန်မှတန်ရာရရှိပြီးစစ်ရုံတင်ထားရတယ်အခုဖားကန်တရင်ရင်းနစ်ကပြောဆိုပါတယ်ဖားကန်မျိုးတို့မေလာနှောင်းပိုင်းကစတည်၍အဂျမ်ပစစ်တပ်ကစစ်ကြောင်းထုံးဝင်ရောက်ခဲ့ပြီးဗီလူလူထုကိုလက်နက်ကြီး drone လက်နက်ငယ်များဖြင့်ပြစ်ခတ်တပ်ဖြတ်မှုကြောင့်ယနေ့အချိန်ထိပြည်သူ90ကျော်တေဆုံးမှာ190ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်စစ်ကောင်ရှိရွေးကော်ဖွဲ့ဝင်များကိုအကြမ်းဖက်သမားများဖြင့် ် NUG ကကြေညာလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မရောက်နိုင်ပါဝင်စစ်ကောင်ရှင်ဖွဲ့ဝင်တွေကိုအကြမ်းဖက်သမားတွေဖြင့်ထုတ်ပြန်ကြေညာခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကောင်ရှင်ဖွဲ့ဝင်25ယောက်ကိုလည်းအကြမ်းဖက်သမားတွေဖြင့်ကြေညာလိုက်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးဖွဲ့စည်းခဲ့တဲ့အစိုးရဖွဲ့အစစ်အစစ်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကောင်ရှင်ဟာအကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့အတွက် အဆိုပါကော်မရှင်ဖွဲ့ဝင်တွေကိုလည်းအကြမ်းဖက်သမားတွေဖြစ်တတ်မှတ်တင်ရတာဖြစ်တယ်လို့ဆိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်တိုက်ဖြတ်ရေးဘုအဖွဲ့ရဲ့အကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်6ပုံမှန်ခွဲ9နဲ့ပုံမှန်82ပုံမှန်ခွဲခပါလူပိုင်ခွင့်ကိုကျင့်သုံးပြီးပြည်တော်စုအစိုးရဖွဲ့သဘောတူညီချက်အရအခုလိုထုတ်ပြန်ကြေညာတာလို့တည်ရပါတယ်အမျိုးသားညီညွတ်အစိုးရကအကြမ်းဖက်သမားတွေဖြစ်ထုတ်ပြန်ကြေညာခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်တွေထဲမှာဦးသိန်းစိုးဦးတောင်းတင်ဦးတာထွန်းဦးကျော်ဦးအောင်စောဝင်း ဥတောင်းဝင်ဥစောပါနိုင်ဥစောဥဥအောင်မုံမြက်ဥအောင်လည်းဥဥတန်းဆိုဥဘရန်ရှောင်းဥမြင့်ဥဥခင်မောင်ဥဒေါ်နုမြဇာဥမြင့်သိဒေါက်တာပမောင်ဥကကိုရင်ဥမမင်ဥဥတန်းအောင်ကျော်ဥခင်သောဥမျိုးလိုက်ဥတန်းထွတ်သိဥတင်ဆွေဝင်ဥအောင်မြင့်တွင်အစရှိသူတွေပါဝင်တာဖြစ်ပါလေအမျိုးသားညီရဲ့အစိုးရအကြံဖက်မှုတပ်ဖြတ်ရေးဘုတ်အဖွဲ့အနေနဲ့အဆိုပါအကြံဖက်သမားတွေကိုဥပရေအရအရေးယူနိုင်ဖို့ဂျိုးပန်းဆောင်ရွက်သွားမှာဖြစ်ပြီး တော်လှန်အင်အားစုတွေနဲ့ပြည်သူတွေပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်းတိုက်တွန်းထားခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဟာစစ်ကောင်စီကိုမရောက်နိုင်ပါဝင်လုံခြုံရေးကောင်စီစည်းဝေးကိုဥပဒေမဲ့ခေါ်ယူခဲ့သူတွေနဲ့လုံခြုံရေးကောင်စီဖွဲ့ဝင်စုစုပေါင်း၁၈ရောက်ကိုလည်းအကြမ်းဖက်သမားတွေဖြင့်နိုဘာလ၂၅ရက်နေ့မနေ့ကထုတ်ပြန်ကြေညာခဲ့